ပင်လယ်ရေအောက်ပေတသောင်းထိဒိုင်မင်ထိုးချမိလိုက်လို့စူပါပါဝါတွေရရှိလာခဲ့သူသမုဒ္ဒရာကြီးရဲ့တောင်စုံလေးတနရာမှာတင်မောတစီမီးလောင်နေပြီးတော့တင်မောဘမှာတစ္ဆာပေါက်တစုက ရေအောက်မြို့တော်ကိုလူယူဖို့ကြိုးစားနေခဲ့ပါတယ်ငါတိမငါမြို့ကိုရမယ်ဆိုတဲ့ရွှေရောင်တန်ချက်ကကြီးနဲ့ပင်လယ်ဓမြခေါင်းဆောင်ကတော့ရေအောက်မြို့တော်ရဲ့စွမ်းနေတဲ့တရဲမြူကိုတွေကိုထုတ်လွှင့်ပြီးတိုက်ခိုက်ပေမဲ့တနတ်စာမိသွားတာကြောင့်အာသူဘဖြစ်သွားပြီးတော့ရေထဲကိုနစ်မြုပ်သွားခဲ့ပါတယ် ပင်လယ်ဓမြခေါင်းဆောင်ကြီးရေအောက်ကိုမြုပ်သွားခြင်းပါပဲရေထဲကနေဂေါ်ဇီလာလိုအကောင်ကြီးကတက်လာပြီးတော့အချွန်နေပါနေတဲ့ကြောကုန်းကြီးကိုအားလုံးမြင့်မြင့်တွေ့လိုက်ရပါတယ်အဲ့လိုနဲ့နှပေါင်းများစွာကြာတော်ဆိုရာကြီးကိုမြမလူကြီးထိုးပြလိုက်တဲ့အခါမှာပင်လယ်ကျမ်းမြင်ကနေရွှေငွေတွေကိုဆယ်ယူနေတဲ့တန်လူမျိုးတွေဟာသူတို့ရဲ့ရိုးရာအတိုင်းပင်လယ်ထဲမှာဆုံးသွားတဲ့သူတွေရဲ့ရိုးတွေနဲ့ရွှေငွေတွေကိုဆယ်ယူဖို့သင်္ဘောတစ်ခုပေါ်ကနေဆိုင်းရပိုင်းရနှက်တွေကိုတိုင်တယ်လို့နေပါတယ် အဲ့ချိန်မှာကောင်းကင်ကြီးကရွေးဝဲလာတယ်လို့ရေပြင်ပေါ်မှာလဲဝဲကြီးရဲ့တခုပေါ်လာတာကြောင့်ရေငုပ်သမားတွေကလည်းရေငုပ်ဖို့ပြင်ဆင်နေကြပါတယ်။ဒီကြောင်တွေရဲ့စုံမက်ဖြစ်တာကြောင့်ပင်လယ်တစ်ခုလုံးကရတနာတွေဟာအဲ့ဒီနေရာမှာလာစုနေကြတာပါ။ရေငုပ်သမားတွေကရေငုပ်သွားကြပေမဲ့ရေငုပ်သမားတွေရဲ့ခေါင်းဆောင်ကပင်လယ်ဓမြမျိုးနွယ်ဟိုင်ရှန်ဆိုတဲ့ကောင်လေးတယောက်ကိုတော့မလိုက်လာခဲ့ဖို့ပြောခဲ့ပါတယ်။ဟိုင်ရှန်ကလည်းရေဦးစီးရဲ့ခွင့်ပြုချက်ကိုရတော့ချက်ချင်းရေငုပ်သွားခဲ့ပါတယ်။ရောက်မှာတော့ဝဲနဲ့ညီသွားပြီးဟိုင်ရှန်ဟာခက်လက်လန့်ကိုလွင့်သွားခဲ့ပါတယ်။ တခြားသူတွေကရောက်မှရတဲ့ရွှေငွေတွေကိုတည်ပြီးပြန်တက်လာခဲ့ကြပါမယ်။ဟာရှန်ကတော့လုံးဝမပေါ်လာတာကြောင့်တခြားသူတွေကလည်းစိတ်ပူနေခဲ့ပါတယ်။ဟာရှန်ကရောက်ငုံရင်းငုံရင်းနဲ့ရုပ်ရှင်စာမှာပင်လယ်ဓားမြခေါင်းဆောင်ရဲ့ချက်ဝက်တန်းစာကိုရှာတွေ့ခဲ့ပါတယ်။ပဲနေတဲ့ဘိုင်းစာလေးတစ်ခုကိုယူပြီးပွက်လိုက်တော့အလင်းမုံတချို့ကဟာရှန်ရဲ့လက်ထဲကိုရောက်လာခဲ့ပါတယ်။လက်ကိုခါလိုက်တော့လိုင်းတစ်ခုထွက်လာခဲ့ပါတယ်။အဲ့ဒါနဲ့ဟာရှန်ကလည်းနောက်တစ်ခါစမ်းကြည့်တော့အပြင်လွန်းလာကြောင်သူကိုယ်တိုင်နှစ်ပတ်လောက်လွန်သွားခဲ့ပါတယ်။ အဲ့ချိန်မှာပဲရုပ်ရှင်စားကဂေါ်ဇီလာလိုတံတားကြီးကရောက်လာပြီးတိုက်ခတ်မယ်လို့တော့ဟိုင်ရှန်လဲထွက်ပြေးအောက်ဆီဂျင်ပြတ်တောက်သွားတာကြောင့်ရေအောက်မှာပဲသတိလစ်သွားခဲ့ပါတယ်။ကုန်းဘော်ကနေရင်ကုန်သမားဖွဲကလည်းမလန်မကန်းမှလာနေတဲ့ပင်လယ်ဓားတွေကိုမြင်လာကြောင်းအ мян ထွက်သွားဖို့ပြင်ခဲ့ကြပါတယ်။လေဦးစီးလုံကောကရင်ကုန်ပြည်ဟိုင်ရှန်ကိုဆင်းခဲ့တာကြောင့်သာအသက်ရှင်ခဲ့တာပါ။ရေပေါ်တက်လာနိုင်ခဲ့ကြပေမဲ့တင်မောစီကိုမရောက်လာခဲ့မှာပဲလုံကောကိုဂေါ်ဇီလာကြီးကစားသွားခဲ့ပါတယ်။ရင်ကုန်သမားတွေအားလုံးလဲထွက်ပြေးသွားတော့ဟိုင်ရှန်လဲပင်လယ်ဓားတွေဖမ်းတာခံလိုက်ရပါတယ်။ ာရန်ကိုပင်လယ်ဓမြမမလလလေးတယောက်ကလာဆစ်ဆေးခြင်းနဲ့ချက်ဝက်တန်စာပိုင်းစာကိုရှာတွေ့သွားတာကြောင့်မမလလလေးလည်းအံ့ဩသွားခဲ့ရပါတယ်။အဲ့ဒီထက်အံ့ဩစရာကောင်းတာကဟန်ရှန်ရဲ့လက်ကတတူကပင်လယ်ဓမြမျိုးနွယ်ဖြစ်နေပြီးဟန်ရှန်ကတန်လူမျိုးစုရင်ကိုယ်တမားဖြစ်နေတာကိုပါအကျဉ်းကန်းနဲ့ရောက်မှာပဲကောင်မလေးတယောက်ထောင်ထားတဲ့ထောင်ချောင်းမိပြီးဟိုင်ရှန်လည်းသတိလစ်သွားခဲ့ရပါတယ်။ဟိုင်ရှန်ကိုကောင်မလေးကနှိုးလိုက်ပြီးသူနဲ့အတူတူထွက်ပြေးဖို့ပြောနေခဲ့ပါတယ်။ကောင်မလေးကလည်းရေအောင်မျိုးတော်ကိုလိုက်ရှာနေတဲ့သူပါ ရောင်မျိုးတော်ဆိုတဲ့စကားကိုကြားလိုက်တာနဲ့ဟိုင်ရှန်ကလည်းလုံကောပြောပြဖူးတာကိုတတိယလာခဲ့ပါတယ်။ဟိုင်ရှန်ကိုငငယ်ငယ်ကလုံကောကမွေးစားခဲ့တာပါ။ဟိုင်ရှန်ရဲ့လက်မောင်းကတတူကြောင့်အဖေရင်းကပင်လယ်ဓမြတယောက်ဆိုတာကလွဲရင်တခြားဘာမှမသိခဲ့ရပါဘူး။ပင်လယ်မျက်လုံးလို့ခေါ်တဲ့ရေဝဲပေါ်လာတဲ့အခါမှသာရောင်မျိုးတော်ရဲ့စွန်လေးပေါ်လာတတ်ပြီးတံမျိုးနဲ့ဝင်တိုင်းရဲ့အိမ်မက်ကလည်းရောင်မျိုးတော်ကိုရှာတွေ့ဖို့ဖြစ်ပါတယ်။ကျိုးရိပ်ပြီးသွားတော့ကောင်မလေးကသူ့ကိုယ်သူအန်ဆူဆိုပြီးတော့မိတ်ဆက်ခဲ့ပါတယ်။ ။နှစ်ယောက်သားထွက်ပြေးကနေမှချက်ဝော့ပိုင်းစားကိုပြန်သွားယူဖို့ဓမြမရဲ့အခန်းစီကိုလာခဲ့လိုက်ပါတယ်။ဟိုင်ရှန်လဲရှာရင်ဖွေးနဲ့လက်ဝက်ခန်းတစ်ခုကိုရှာတွေ့သွားခဲ့ပါတယ်။ကံကောင်းစွာပဲချက်ဝော့ပိုင်းစားတွေကိုပြန်တွေ့ခဲ့တယ်လို့ကြောက်မျိုးတော်ရှိတဲ့နေရာကိုပါတီးလိုက်ရပါတယ်။တဖက်မှာလည်းငမိုးပင်လယ်ဓမြတွေကအန်စုကိုလိုက်ဖမ်းနေကြတာကြောင့်ဟိုင်ရှန်လဲအချိန်မီကယ်လိုက်ရပြီးလေငယ်တစ်စီးနဲ့အတူထွက်ပြေးလာနိုင်ခဲ့ပေမဲ့ဓမြမကများနဲ့လမ်းပစ်တာကြောင့်ဒဏ်ရာရသွားခဲ့ပါတယ်။ဓမြမကလည်းချက်ချင်းလေးကိုပြန်လှည့်ပြီးလိုက်ဖမ်းခိုင်းပေမဲ့ ်အန်ဇူမွေထားတာကြောင့်ကြောက်စူးကြနေပြီးပြန်ဆွဲတင်မရဖြစ်နေခဲ့ပါတယ်။အဲ့ဒါကိုစကားရှိနေတဲ့ပင်လယ်သမားကိုလည်းဓမြမကတက်ပြစ်လိုက်ပါတယ်။ဟိုင်ရှန်ကိုအန်ဇူကပင်လယ်ရင်ညှိကိုတုံပြီးဈေးကူပေးခဲ့ပါတယ်။ချက်ဝက်ပိုင်းစပေါ်ကမှတ်သားတချို့ကိုတွေ့တော့အန်ဇူကတူနေတဲ့နတ်ဆေးကျွန်းမှာလည်းချက်ဝက်စားကမှတ်သားတွေလိုမျိုးရှိနေတဲ့ကြောင်းပြောပြခဲ့ပါတယ်။တန်နာရီရတော့နတ်ဆေးကျွန်းနဲ့ရေအောင်မျိုးတော်ကဆက်ဆက်နေတာပါ။ဟိုင်ရှန်ကလည်းရေအောင်မျိုးတော်ကိုရှာမယ်ပြောတာကြောင့်အန်ဇူကလည်းဖော်ရပြီဆိုပြီးတော့ပြောနေခဲ့ပါတယ်။အန်ဇူကငါးတချို့ကိုပေးပြီးတော့ပင်လယ်ဓားမြကိုလှုပ်ထားခဲ့တဲ့ တရဲမျိုးတတိုင်းကိုသွားဖို့ဆိုရင်အားရှိနေဖို့လိုတဲ့အကြောင်းပြောပြခဲ့ပါတယ်။တရဲမျိုးတတိုင်းဆိုတာကရုပ်ရှင်ဆမှာဓမြဘူဟိုဘော်ကရေအောင်မျိုးတော်ကိုကာကွယ်ဖို့လုပ်ခဲ့တာပါ။မျိုးတတိုင်းကအရန်လဲကြည့်သလိုရေခဲဓမြအေးဆက်နေတာကြောင့်ပဲတက်ရှိမှအသက်မရှင်နိုင်သလိုဘသူကမှလည်းဖြတ်သွားလို့မဖြစ်နိုင်ခဲ့ပါဘူး။ညံကောင်းတဲ့အန်စုကပူချိန်မတရားတက်စီတဲ့ပင်လယ်နှင်းပန်းအရေးနှစ်ပလင်းကိုခိုးလာခဲ့ပြီးထွက်ပြေးနိုင်ခဲ့တာပါ။အခုလဲဒပလင်းမဲကြံတော့တာမို့အရေးကြုံမှတယောက်တစ်ဝက်တောက်ဖို့ဆုံးဖြတ်လိုက်ကြပါတယ်။တရဲမျိုးထဲမှာတော့အရာရာတိုင်းက၆သွေးပြီးလေးလေးလေးတိုက်နေသလို ရေခဲတွေနဲ့သာပြင်းနေလို့နေပါတယ်။တာမန်လူတယောက်ဆိုရင်မိနဲ့ပိုင်းတော့တက်မရှင်ပဲအေးခဲတည်ဆုံသွားမှာပါ။ဟိုးရင်ကလေးကနတ်ဆေးကျွန်းဆိုတာဟာပင်လယ်ဓားတိုင်းလူကျင်ကြတဲ့နေရာတစ်ခုပါ။ဒါပေမဲ့ပင်လယ်ဓားဟော်ပေါ်ကတော့သူတယောက်တည်းမောင်းပိုင်စီးကျင်ခဲ့တာပါ။လော်ပဇော်တော်မတတ်နိုင်သလိုဘသူကမှလည်းနတ်ဆေးကျွန်းကိုလာလို့မရစီဘူး။ရောင်မျိုးတော်ကစွန့်နေတဲ့တရဲမျိုးတတိုင်းကိုဖန်တီးခဲ့တာပါ။တရဲမျိုးတတိုင်းကြောင့်နတ်ဆေးကျွန်းမှာနေတဲ့သူတွေကျွန်းပြင်ကိုမထွက်သွားနိုင်ခဲ့ကြသလိုကျွန်းစီကိုလည်းဘသူကမှလာလို့မရဖြစ်သွားခဲ့ပါတယ်။ အေးဒံကိုအံပတုနိုင်တဲ့ဟိုက်ရှန်ကတော့သတိလျက်သွားခဲ့ပြီးအာယုန်ထဲမှာရောက်ကဂေါ်ဇီလာကြီးတိုက်ခိုက်ခဲ့တာကိုပဲမြင်အောင်နေခဲ့ပါတယ်။သတိရလာတော့တရဲမျိုးတတိုင်းရဲ့အပြင်ကိုထွက်သွားတဲ့အန်စုကိုအဖိုးဖြစ်သူကစူးနေတာကြားလိုက်ရပါတယ်။ဟိုက်ရှန်ကိုတော့ဝူဆိုတဲ့ဆေးစရာတစ်ယောက်ကဆေးထည့်ပေးခဲ့ပြီးနေပြန်ကောင်းလာတဲ့အကြောင်းပြောပြပေးခဲ့ပါတယ်။ဟိုက်ရှန်သတိရလာခဲ့ပြီးအိမ်ပြင်ကိုထွက်ကြည့်တော့ကလေးမလေးတစ်ယောက်ကပန်ကားလေးလာပေးခဲ့ပါတယ်။ဆေးစရာဦးကဟိုင်ရှန်ကိုနှုတ်ဆက်ခဲ့ပြီးဟိုင်ရှန်ရဲ့လက်မောင်းပေါ်ကတတူးကိုသူများတွေမြင်ပြီးပင်လယ်ဓားမှန်မသိရလျောက် ပတိစီထားပေးတဲ့အကြောင်းမှာပြောပြခဲ့ပါတယ်။အဲဒီမှာပဲအန်စုရောက်လာပြီးတော့စားစရာနဲ့ဝတ်စားယူလာပေးခဲ့ပါတယ်။ဆရာဦးကကျွန်းတစ်ခုလုံးကိုနှက်ဆက်နေအောင်တီးတဲ့သူမျိုးဟိုင်ရှန်တို့ရေအောင်မျိုးတော်ကိုရှာနေတဲ့အကြောင်းသိရတဲ့အခါမှာစာအုပ်တို့အုပ်ကိုပေးပြီးဖတ်စီခဲ့ပါတယ်။စာအုပ်ကဓမြဟော်ပေါ်ရဲ့မတ်စုစာအုပ်ပါ။စာအုပ်မှာပါတဲ့မှတ်သားတစ်ခုကတော့ဟိုင်ရှန်မှာပါလာတဲ့ချက်ဝက်ပိုင်းစားနဲ့တူနေတာကြောင့်ဆရာဦးကလည်းရေအောင်မျိုးတော်နဲ့ဆက်ဆက်နေလိမ့်မယ်ဆိုပြီးတော့ကောက်ချက်ချခဲ့ပါတယ်။စာအုပ်ထဲမှာပါတဲ့အတိုင်းသာဆိုရင်ဓမြဟော်ပေါ်ကနှစ်စေးကျွန်းကိုကျင်းဒီပေါက်ရောက်ဖူးခဲ့တယ်လို့ ရီယောင်မျိုးတော်ရဲ့လျှက်ဝဲချက်ကလည်းနတ်စည်းကျွန်းမှာပဲရှိနေမှာပါ။အဲ့လိုနဲ့ဟိုင်ရှန်အန်ဆူနဲ့ဆရာဦးတို့သုံးယောက်လည်းရတဲ့တဲလွန်စားတွေကိုစူပြီးတော့တကြုံလုံးကိုပတ်လိလာပြီးရီယောင်မျိုးတော်ကိုသွားနိုင်မဲ့လမ်းပေါက်ကိုလိုက်ရှာကြရင်တယောက်နဲ့တယောက်ပူပူပြီးရင်းနှီးလာခဲ့ကြပါလေ။တစ်ဖက်မှာလည်းဓမြမာတို့ကမီဟိုဝန်တောက်နေအောင်လုပ်ပြီးတော့တရဲမျိုးတတိုင်းကိုဖျက်လာနေခဲ့ကြပါလေ။ဆရာဦးတည်ထားတာကရေအောင်မျိုးတော်ရဲ့အဝင်ပေါက်ဟာထူးဆန်းတဲ့တင်မောကြီးအောက်မှာဆိုတဲ့သကကွက်တစ်ခုကိုပါတရဲမျိုးတတိုင်းကြောင့်နတ်စေးကျုံးကိုဘယ်သူမှမလာတာနှစ်ကာလကြာနေပြီဖြစ်တာကြောင့် တင်မောဆိုတာဂျုံနဲ့လာလို့မေးရမဲ့ပုံပေါက်နေခဲ့ပါတယ်။ဒါမဲ့တည်းမှာကန်းကြီးဘက်ကိုထွက်နေတဲ့ကျွန်းဆွယ်တစ်ခုကတင်မောပုံစံဖြစ်နေတာကိုရှာတွေ့သွားခဲ့ကြပါတယ်။တင်မောရဲ့အောက်ခြေမှာရေပြာအိုင်လေးရှိနေပြီးရေပြာအိုင်နေရာမှာအရန်ရေစီးတန်တယ်လို့လှိုင်းလဲကြီးတာကြောင့်တားမြစ်နေရဖြစ်သတ်မှတ်ထားတာပါ။ရေပြာအိုင်ကနေတစ်ဆင့်၃ယောက်သားရင်ငုပ်သွားကြတော့ရောင်မျိုးတော်ရဲ့အဝင်လမ်းပြင်တစ်ချိန်ကဟော်ပေါ်ဝင်ထားခဲ့တဲ့ခြေရာလက်ရာတွေကိုပါတွေးလိုက်ရပါတယ်။လိုင်ကောင်းကြီးတစ်ခုတည်းကိုကျိုးနဲ့တွယ်ဆင်းလိုက်ကြပြီးဂူလန်းအတိုင်းဝင်လာတဲ့အခါမှာတော့ ဟိုက်ရှန်ရဲ့မျိုးလုံးထဲမှာသူငယ်ငယ်ကသူ့အဖေနဲ့အတူတူလာခဲ့ဘူးတာကိုမျိုးလုံးထဲပြန်ပြီးမြင်အောင်လာခဲ့ပါတယ်။အဲချိန်မှာပဲရေတွေဝင်လာတာကြောင့်ဆရာဦးအတက်ကုံပြေးသွားခဲ့ပြီးဟိုက်ရှန်နဲ့အန်စုတို့ကတော့ကြံရစ်ခဲ့ပါတယ်။ရေတွေကသူတို့ကိုဖုံးအုပ်သွားကနေမှာပဲဟိုက်ရှန်ကလက်နဲ့တားလိုက်တော့လက်ထဲကနေလင်းအောင်တချို့လက်လာပြီးတရဲမျိုးတွေအဖြစ်ဝင်လာတဲ့ရေတွေကိုရေခဲဖြစ်သွားစီခဲ့ပါတယ်။အဲဒါကြောင့်အန်စုကလည်းဟိုက်ရှန်ကိုတန်တရားတွေဝင်လာခဲ့ပါတယ်။ဆရာဦးကတော့ဂူရဲကကြောက်ဖြာတစ်ခုမှာသမုဒ္ဒရာမြေပုံကိုရှာတွေ့သွားသလို ။မြေပုံထဲမှာရေအောင်မျိုးတော်ရဲ့တီနီယာနဲ့ဟိုင်ရှန်ရဲ့လက်မောင်းကမှတ်သားကိုပါထင်းသားကြီးတွေ့လိုက်ရပါတယ်။အမှတ်သားအောက်မှာရေးထားတာကငါသားကသာပင်လယ်မျိုးလုံးကိုဖွင့်နိုင်မယ်ဆိုတာကိုပါ။အန်ဇိုကလည်းဓမြဟော်ပေါ်တာလုံနိုင်တဲ့တရေမြူတွေကိုထုတ်လို့နိုင်ရအောင်ဟိုင်ရှန်ကိုဘယ်သူလဲဆိုပြီးတော့မေးနေခဲ့ပါတယ်။ဟိုင်ရှန်ရဲ့မျက်လုံးထဲမှာတော့ကုရဲကိုသူရောက်ဖူးသူလိုလိုဖြစ်နေပြီးအန်ဇိုရဲ့မိကွန်းအတွက်ဖြေတော့မရှိနေခဲ့ပါဘူး။တချိန်တည်းမှာပဲကြောက်ပြပေါ်မှာစော့နေတဲ့ငငယ်ငယ်ကပုံရိပ်တွေကိုပြန်မြင်အောင်လာခဲ့ပြီးတော့ မင်းကသာပင်လယ်မျက်စိကိုဖွင့်နိုင်မယ်ဆိုတဲ့စကားအတန်ကိုထက်ကထက်ကပြန်ကြားနေခဲ့ရပါတယ်။ဟာရှန်ကလည်းအမှတ်သားကိုသူကိုယ်တိုင်ဆွဲထားသလိုဓမြဟော်ဘော်ကသူ့ကိုခေါ်လာဘူးတယ်ဆိုတာကိုပြန်ပြီးသတိရသွားခဲ့ပါတယ်။အန်ဆိုကလည်းဟာရှန်ကိုပင်လယ်ဓမြဆက်ဆက်လို့ထင်သွားခဲ့ပြီးတော့ရေအောင်မျိုးတော်ကိုရှာတွေ့ဖို့သူ့ကိုတုံးချတယ်ဆိုပြီးတော့အထင်လွဲသွားခဲ့ပါတယ်။တချိန်တည်းမှာပဲပေါက်ကွဲတံတစ်ခုနဲ့အတူကူတစ်ခုလုံးတိမ့်တိမ့်တုံဖြစ်သွားခဲ့ပါတယ်။အန်ဆိုကစိတ်ဆိုးပြီးထွက်သွားတော့မှဆရာဟူကသူ့အားတချိန်ကဓမြဟော်ဘော်နဲ့အတူတိုက်ပွဲဝင်ခဲ့တဲ့သူဖြစ်ပြီး နှစေးကျွန်းမှနေရင်ရေအောင်မျိုးတော်ကိုရှာဖွေနေခဲ့တယ်လို့ဟာရှန်ကလည်းဓမြဟော်ဘော်ရဲ့သားဖြစ်တဲ့အကြောင်းပြောပြခဲ့ပါတယ်။ဆရာဦးကရေအောင်မျိုးတော်ကိုဆက်ရှာဖို့ပြောပေမဲ့ဟာရှန်ကတော့ရွာကလူတွေကိုကယ်ဖို့ထွက်သွားခဲ့ပါတယ်။ကျွန်းမကိုပြန်ရောက်တော့နှစေးကျွန်းကလူတွေကိုဓမြတွေကဖမ်းထားပြီးနေပြီးအန်စုရဲ့ဖိုးအန်ကတော့ဒဏ်ရာရနေခဲ့ပါတယ်။ဓမြမကတော့ဒီကိုလမ်းပြပေးလို့ကျေးဇူးပဲဆိုပြီးဟာရှန်ကိုပြောနေတော့မှာပဲ။ဆရာဦးကရောက်လာပြီးတော့ဓမြတွေအားလုံးကိုနောက်ဆုတ်နေဖို့အမိန့်ပေးလိုက်ပါတယ်။ဆရာဦးကမျက်နှာနဲ့ဓမြတွေအားလုံးနောက်ဆုတ်သွားခဲ့ပါတယ်။ ။ဓမြမကပါဥညွတ်နေရတဲ့ဆရာဦးဟာတကယ်တော့ပင်လယ်ဓမြတယောက်ပါ။ဆရာဦးတို့ဓမြဖွဲ့ကသူ့ကိုစောင့်ရှောက်ပေးခဲ့လို့ကျေးဇူးတင်တဲ့ကြောင်းပြောပြီးမှတော့ကျွန်းကနေထွက်ခွာသွားခဲ့ပါတယ်။ဟိုင်ရှန်ကအန်ဆူစီကိုသွားဖို့ကြိုးစားပေမဲ့ရွာသားတွေကတော့အနားမလာခိုင်းခဲ့တယ်လို့ဟိုင်ရှန်ကိုပန်ကားလေးလာပေးခဲ့တဲ့ကလေးမလေးကိုရိုင်းကဂဲနဲ့ပေါက်ပြီးထွက်သွားဖို့ပြောနေခဲ့ပါတယ်။တင်မဘော်ကိုဟိုင်ရှန်ရောက်လာတော့ဆရာဦးကချက်ဝက်ပိုင်းစာကိုပြပြီးရိုးရိုးချက်ဝက်တန်းစာမှုပဲဟိုင်ရှန်ရဲ့အဖေဓမြဟော်ပေါ်ရဲ့ချက်ဝက်တန်းစာဖြစ်တဲ့ကြောင်းရှင်းပြခဲ့ပါတယ်။ ော်ဘော်ကဘသူတက်တာလဲဆိုပြီးမေးလိုက်တော့ဆရာဦးကသူကိုယ်တိုင်တက်ခဲ့တဲ့အကြောင်းနဲ့တင်မောဘော်ကဓမြအားလုံးဟာတချိန်ကဟော်ဘော်နဲ့တိုက်ခိုက်ခဲ့တဲ့အကြောင်းမှပြောပြခဲ့ပါတယ်။ဟော်ဘော်ကပင်လယ်ဓမြစည်းကမ်းကိုချိုးပေါက်ပြီးရေအောင်မျိုးတော်ကိုကာကွယ်ခဲ့တာပါ။ရေအောင်မျိုးတော်ကစွမ်းအားဒေသမတမာသူတွေလက်ထဲရောက်သွားခဲ့ရင်ကဘာပြက်လိမ့်မယ်ဆိုပြီးရှေ့ပြေဟော်လဲရှိလို့နေပါတယ်။ဒါမဲ့ဆရာဦးကတော့ဟော်ဘော်တယောက်တည်းရေအောင်မျိုးတော်ရဲ့စွမ်းအားတွေကိုအပိုင်သိမ်းကျင်နေတယ်ဆိုပြီးတော့ထင်နေခဲ့ပါတယ်။ လမောင်ကတတူကြောင့်တံမျိုးနယ်စုအကြားမှာငငယ်ကလေးကနေလူတိုင်းညဉ့်ညင်တာခံရတဲ့ဟိုင်ရှန်ဟာနှစေးကျွန်းကိုရောက်တဲ့အခါမှာလေတတူကြောင့်ပဲပင်လယ်တမျှလိုတင်ပြီးလူတိုင်းကမုန်းတီးတာကိုခံခဲ့ရပါတယ်။ဆရာတို့ကလည်းရေအောင်မျိုးတော်ကစွမ်းနေကိုသာရရင်ဘသူကမှမညဉ့်ညင်ရဲပဲအားလုံးတူထောင်နေရမယ်ဆိုပြီးပြောပြလိုက်တာကြောင့်ဟိုင်ရှန်ဟာသူလုံးဝမဖြစ်ချင်တဲ့ပင်လယ်တမျှလှုပ်လိုက်ရပါတယ်။အန်ဆူရဲ့အဖိုးကဆုံးသွားတာကြောင့်အန်ဆူဟာနှစေးကျွန်းမျိုးနယ်စုရဲ့ခေါင်းဆောင်ဖြစ်လာခဲ့ပါတယ်။ အန်စုကတံမျိုးနယ်စုစီကိုပြန်သွားခဲ့ပြီးနဆေးကျွန်းကလူငယ်တွေဟာတရဲမြူကိုဖျက်ဖို့ကြိုးစားကြရင်မြူထဲမှာပဲတေဆုံးကုန်ပြီးအိမ်ကိုပြန်မလာနိုင်တော့တဲ့အကြောင်းပြောပြပြီးတော့နောက်ထပ်လူငယ်တွေကိုအဲ့လိုမဖြစ်အောင်တရဲမြူကိုဖြစ်စည်းပြဖို့ပြောပြခဲ့ပါတယ်။တရဲမြူကိုဖျက်နိုင်တဲ့စွမ်းကရောင်မျိုးတော်မှာပဲရှိတာမို့အဲ့ဒီကိုသွားနိုင်တဲ့သူကလည်းဟိုင်ရှန်တယောက်ပဲရှိတယ်ဆိုတဲ့အကြောင်းပြောပြခဲ့တဲ့အခါမှာတံမျိုးနယ်စုကလူတွေဟာဟိုင်ရှန်ကိုကြိုးစိုးတကောင်ဆိုပြီးတော့ကူညီဖို့သဘောမတူခဲ့ပါဘူး။ဟိုင်ရှန်ရဲ့မတည်သေးတဲ့မွေးစားပေတံမျိုးနယ်စုရဲ့ခေါင်းဆောင်လုံကိုကထလာလိုက်ပြီးတော့ တန်မျိုးနယ်စုကလူတိုင်းဟာဟိုင်ရှန်ကိုပင်လယ်ဓမြတက်တူးတစ်ခုကြောင့်ဖယ်ကျင်ထားတယ်ဆိုပေမဲ့ဟိုင်ရှန်ကတော့တန်မျိုးနယ်စုရဲ့နေရာကိုသူ့ရဲ့အိမ်လိုအမြဲတမ်းတ်ထားတဲ့အကြောင်းပြောပြခဲ့ပါတယ်။အင်ဂျီကိုချွတ်လိုက်ပြီးကိုဘော်ကအမာရွတ်တွေကိုပြပြီးတော့ဒဏ်ရာရီအားလုံးကတန်မျိုးနယ်စုလူတွေကိုကယ်ရင်ရလာခဲ့တာဖြစ်တယ်လို့ဟိုင်ရှန်ကြောင့်ဒဏ်ရာရခဲ့တာမျိုးမရှိတဲ့အကြောင်းပြောပြလိုက်ပါတယ်။ဒါရီအားလုံးကိုဘလို့ပြောပြောဟိုင်ရှန်ကသူ့ရဲ့သားဖြစ်တာကြောင့်သူကိုယ်တိုင်ကယ်မယ်ဆိုပြီးတော့လွန်ကိုကထွက်လာခဲ့ပါတယ်။တစ်ဖက်မှာဟိုင်ရှန်တို့ကပင်လယ်မြေလုံးဖွင့်မဲ့နေရာကိုရောက်လာပြီးပင်လယ်မြေလုံးကိုဟိုင်ရှန်ဖွင့်နေတော့မှာ အန်ဆူလေငယ်တစည်းနဲ့ရောက်လာပြီးတင်မောကိုဝိုက်တိုက်လိုက်ပါတယ်။လွန်ကိုရဲ့စကားကြောင့်အမှန်တရားကိုနားလည်သွားတဲ့တန်လူမျိုးတွေလည်းဓမြတင်မောဘော်ကိုရောက်လာခဲ့ပြီးဟိုင်ရှန်ကိုလာခဲ့ခဲ့ကြပါတယ်။ရင်ကိုသမားတွေပဲမဟုတ်ပဲတန်မျိုးနယ်စုတစ်ခုလုံးရောက်ချလာသလိုအန်ဆူကပါရောက်လာပြီးခေါ်လာတော့မှဟိုင်ရှန်ရဲ့စိတ်ကတန်ရာကြောင့်လက်မခံနိုင်ခဲ့ပါဘူး။တကယ်တော့ဟော်ဘော်ကပင်လယ်ကြီးကိုငြိမ်းချမ်းအောင်ကာကွယ်ခဲ့တာဖြစ်ပြီးဆရာဦးကသာပင်လယ်ကိုမတရားကြီးဆိုးဖို့ဟိုင်ရှန်ကိုတုံးချနေတာပါ။ ဘသူနားချကြမရပါပဲလုံကော်ရောက်လာတဲ့အခါမှာတော့ဟိုင်ရှန်လည်းမတည်သေးတဲ့လုံကော်ကိုကြည့်အရန်ပျော်သွားပြီးတော့တန်ရွာကိုပြန်လိုက်ဖို့လုပ်ခဲ့ပါတယ်။ဒါမဲ့ဆရာဦးကလုံကော်ကိုတနက်နဲ့ပြစ်လိုက်ပါတယ်။ဓမြတွေနဲ့တန်လူမျိုးတို့တိုက်ခိုက်နေကြတော့ဆရာဦးကတော့ရင်ငုတ်ဝတ်စုံနဲ့ရေထဲကိုဆင်းသွားခဲ့ပါတယ်။အဲ့ချိန်မှာဟိုင်ရှန်ကလည်းငငယ်ကအကြောင်းအရာကိုပြန်ပြီးမှတ်ရသွားခဲ့ပါတယ်။ရေအောင်မျိုးတော်တကားကိုဖွင့်နိုင်အောင်ဟော်ပေါ်ကဟိုင်ရှန်ကိုတင်ပေးခဲ့ပြီးသားပါ။ဓမြတွေကဟော်ပေါ်ကိုလာတတ်ကြတော့ဟော်ပေါ်ကဟန်ရှန်ကိုစီတကူထဲမှာထည့်ထားပြီးပုံနေစည်ရင်ကနေတည်တဲ့အထိကာကွယ်သွားခဲ့တာပါ ေဝဲတဲကိုတင်မောတွေရောက်တော့မှာမို့ဟိုင်ရှန်ကတန်လူမျိုးတွေကိုနောက်ဆုတ်ခိုင်းလိုက်ပြီးတော့လွန်ကော်ကိုအိမ်ပြန်တည်သွားစေခဲ့ပါတယ်။ဂျာအိုကိုတားဖို့ဟိုင်ရှန်ကရေထဲဆင်းဖို့လုပ်နေတော့မှာပဲ။ဓမြမားကဟိုင်ရှန်ကိုတိုက်ခတ်ခဲ့ပါတယ်။ဟိုင်ရှန်ကတရေမျိုးတွေထုတ်တော့ထွက်မလာတဲ့အခါမှာဓမြမားကလည်းအထင်ကြီးစမောသွားပြီးဟိုင်ရှန်စီကိုပြေးဝင်လာတော့ဂေါ်ဇီလာကြီးကရေအောက်ကနေထလာပြီးတော့ဓမြမားကိုကိုက်စားသွားခဲ့ပါတယ်။ဂျာအိုကိုတားဖို့ဟိုင်ရှန်ကရေအောက်ကိုဆင်းသွားတော့ရေဝဲရဲ့အလဲတဲတဲကိုရောက်သွားပြီးဂျာအိုကရေအောက်မျိုးတော်ဆွမ်းအားတွေကိုစုပ်ယူနေခဲ့ပါတယ်။ ဟာရှန်ကဒါတော့တရဲမြူတွေကိုထုတ်လိုက်ပြီးရေဝဲတစ်ခုလုံးကိုခဲသွားအောင်လှုပ်ပစ်လိုက်ပါတယ်။ဟာရှန်ကလည်းဟော်ပေါ်ပြောပြဘူးတဲ့ပင်လယ်ကျမ်းပြင်ကြောက်ဆောင်တွေကိုတွေ့သွားပြီးဖြစ်စည်းဖို့လှုပ်ပင်မဲ့လူတယောက်အားနဲ့လုံးဝမဖြစ်နိုင်သလိုဆရာဦးကစွမ်းအားနဲ့တွန်းထုတ်လိုက်တာကြောင့်လွန်သွားခဲ့ပါတယ်။အဲဒီမှာဟိုင်ရှန်ကချက်ဝက်ပိုင်းစာကိုပြန်တွေ့သွားပြီးတော့ဟိုင်ရှန်ရဲ့လက်ထဲမှာပဲအရေးပြောချသွားပြီးရွှေအောင်ချက်ဝက်အဖြစ်လက်မှာကတ်သွားခဲ့ပါတယ်။ဟိုင်ရှန်ကလည်းရွှေလက်သေးကြီးနဲ့ကြောက်ဆောင်ကိုထိုးချလိုက်တော့ဆရာဦးစိုးယူနေတဲ့စွမ်းအားတွေအားလုံးကပျောက်ပြယ်သွားခဲ့ပါတယ်။ ဆရာဦးကကြောက်ဆောင်ကိုဖြစ်စည်းလိုက်ရင်ရေအောင်မျိုးတော်ရဲ့အစွမ်းပြက်ကုန်မှာဖြစ်ပြီးတော့ရေအောင်မှာနှစ်ယောက်လုံးအာတုဘဖြစ်သွားလိမ့်မယ်ဆိုပြီးတားပင်မဲ့ဟိုင်ရှန်ကတော့ကြောက်ဆောင်ကိုဖြိုချပြစ်လိုက်ပါတယ်ကြောက်ဆောင်ပြိုချသွားတာနဲ့ချက်ချင်းဆိုလိုနှစ်ဆေးကျုံးကိုကာထားတဲ့တရေမြူတတိုင်းကလည်းပျောက်ကွယ်သွားခဲ့ပါတယ်အားလုံးကလည်းဟိုင်ရှန်ကိုတည်ပြီးလို့ထင်ခဲ့ကြပါမယ်ဟိုင်ရှန်ကတော့မင်းသားဆန်ဆန်ပဲအသက်ဆက်ရှင်နေပြီးတော့ရေဘော်ကိုတက်လာခဲ့ပါတယ်တနရာကဟော်ပေါ်ရဲ့ရွှေရောင်ချက်ဝတ်တန်းစာကတော့ဟိုင်ရှန်ကောက်ယူလာတဲ့အပိုင်းစာလေးကလွဲရင်အာလုံးပြည့်ပြည့်စုံစုံလျက်ပါပဲ ဂေါ်ဇီလာကြီးကလည်းအရင်တိုင်းရေရောမျိုးတော်ကိုကာကွယ်လျက်ရှိနေရင်ရုပ်ရှင်လေးလည်းပြည်ဆုံးသွားခဲ့ပါတယ်။လူကြီးမင်းတို့လက်မောင်းကမှတ်သားကတော့ငငယ်ကကာကွယ်စည်းထိုးခံထားရတာဖြစ်တယ်လို့ဘာပင်လဲတများနဲ့မှမဆိုင်ဘူးဆိုတာကိုပြောချင်ပါတယ်။အဆုံးထိနားဆင်ပေးခဲ့ကြတဲ့အတွက်ကျေးဇူးအထူးပဲတင်ရှိပါတယ်ခင်ဗျာ။